မင်္ဂလာပါရှင်မင်္ဂလာပါဂျာမနီကိုလာရောက်ပြီးတော့မှဆက်လက်ပညာသင်ကြားလိုတဲ့မြန်မာလူမျိုးတွေအနေနဲ့ဘယ်ကျောင်းကပြီးတဲ့ဘယ်လက်မှတ်တွေကိုယူခဲ့မယ်ဆိုရင်ဂျာမနီအစိုးရကနေအတိအမှတ်ပြုတယ်လဲဆိုတာကိုရှင်းပြပေးလို့ရနိုင်မလားရှင်ရပါတယ်ဂျာမနီကိုလာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေအတွက်မြန်မာအစိုးရဖွင့်ထားတဲ့ကျောင်းတွေနဲ့မြန်မာအစိုးရဖွင့်ထားတဲ့တက္ကသိုလ်တွေနဲ့အဝေးတွင်ပဲဖြစ်စေနေတဲ့ပဲဖြစ်စေ အဲ့ဒီလက်မှတ်တွေအကုန်လုံးကိုဂျာမန်အစိုးရကအတိမပြုပါအဲ့ဒီလိုမှမဟုတ်ပဲနဲ့အပြည်ဆိုင်လက်မှတ်ကင်လာခြင်းတယ်ဆိုရင်အင်္ဂလိပ်ကျောင်းထွက်လက်မှတ်စနစ်ဖြစ်တဲ့ IGCSE လက်မှတ်ကိုယူလာရင်လဲအဲ့ဒီလက်မှတ်တွေတစ်ခုလုံးကိုအတိမပြုပါအဲ့ဒီလိုမဟုတ်ပဲနဲ့နောက်ထပ် OSSD ဆိုတဲ့ကနေဒါကပြည်နယ်တစ်ခုရဲ့ကျောင်းထွက်လက်မှတ်ဖြစ်ခဲ့ရင်ဘောင်တစ်ခုထဲမှာတော့အတိမပြုတာပါတယ်နောက်လက်မှတ်တစ်ခုဖြစ်တဲ့ GD ဆိုတဲ့လက်မှတ်ကိုတော့ဂျာမန်အစိုးရကအခုအချိန်ထိအတိမမပြူသေးပါဘူး။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။